ကဲမင်္ဂလာပါညီကိုတို့ကျွန်တော်ရဲ့တပွဲကောင်း34ဆက်လေးတွေနဲ့နေ့စဉ်ဒါအစဉ်ပြေးကြားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ထပ်ပြီးတော့လည်း30ရက်နေ့မြန်မာစံတော်ချိန်ဒါည7:00နာရီမှာရှင်ပြိုင်ကစားကြမယ်ပရီးမီးယားလိရဲ့ဒါအကောင်းဆုံးအသင်းကြီးတွေဖြစ်တဲ့ Chelsea နဲ့ Arsenal တို့ရဲ့ပွဲစဉ်ကြီးကိုလည်းဒါပွဲချိုသုံးသပ်ပြီးတော့မှာပဲဖြစ်ပါတယ်ဗျဆိုတော့ဥစွာကျွန်တော် Chelsea ရဲ့လက်ရှိရှည်စွမ်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ Chelsea အသင်းဟာနောက်ဆုံး၅ပွဲမှာဒါ၃ပွဲနိုင်တပွဲတည်းတပွဲရှုံးရလတ်ထွက်ထားပါတယ်ဗျာ ဆိုတော့နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိပွဲမှာဘာစီလိုနာကိုဒါ3စီးနဲ့နိုင်ထားတယ်လို့ဘူဗာကိုလည်း3စီးနဲ့နိုင်ထားလို့ဒါတိုက်စစ်ကဒါဂိုးမြူးနေပြီးတော့ခက်စစ်ကလည်းဒါ clean sheet ဒါဂိုးမပေးရတဲ့အနေအထားမှာကျွန်တော်တို့တွေ့ထားရပါတယ်ကျွန်တော်ဘာစီနဲ့ကန်ခဲ့တဲ့ကျွန်တော်ပွဲမှာဆိုရင်ကျွန်တော်သတိထားမိမှာကကျွန်တော်လူကျွန်နဲ့ဒါဘောရီနဲ့ဒါအဲဒီဂိုးအများကြီးဒါဘာစီအနေနဲ့ဒါမပေးခဲ့ရတာပဲဖြစ်ပါတယ်ဗျဆိုတော့ နှုတ်မို့ဆိုရင်ကျွန်တော်တို့အဲဒါ၉ပေါင်းကျွန်တော်တို့ခုနှစ်၉လောက်တိဒါရမှာဖြစ်ပါတယ်ဆိုတော့ဒါကိုကြည့်ချင်းအားဖြစ်လဲဒါအဲကျွန်တော်တို့ရဲ့ဒီ share စီးအသင်းအားဒါအိမ်ခွေးမှာဒါအာသာချက်အများကြီးရှိနေတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့အိမ်ခွေးကောင်းမွန်နေတဲ့နေထားပါဗျာလုံးဝဘူးเนาะကျွန်တော်တို့လူငယ်ကစားသမားတွေနဲ့အသင်းဖောင်ကိုတိဆောက်ထားတဲ့ share စီးကတော့ဒါတိုက်စစ်ရောဒါခန့်စစ်ရောဘယ်လန့်ညီညီကစားနေတာပဲဖြစ်ပါတယ် Chelsea အိမ်ခွင်းအနေထားမှာကျွန်တော်တို့ Arsenal ဘယ်လိုကစားပြမလဲဆိုတာတော့ကျွန်တော်တို့ရင်ခုန်စရာပါပဲဗျ တော့အာဆနယ်ရဲ့ရှည်စွမ်းကလည်းကျွန်တော်တို့ပြောမယ်ဆိုရင်တော်ကောင်းမွန်နေတပါတယ်ဗျ။ဆိုတော့နောက်ဆုံး၅ပွဲမှာဆိုရင်၄ပွဲနိုင်ပြီးတော့တပွဲတည်းရေဒါရှုံးပွဲတော့လုံးဝမရှိသားပါဘူး။နောက်ဆုံးကစားခဲ့တဲ့ပွဲကြီးတွေဖြစ်တဲ့ Bayern Munich ကိုဒါ3-1 Tottenham ကို4-1ဒီလိုရလတ်တွေနဲ့ဒါဂိုးပြတ်အနိုင်ယူထားတာတွေကလည်းဒါအာဆင်နယ်တို့ရဲ့ဒါအသင်းဖောင်ဒေးရှင်းဒါတိတိတတ်တာကောင်းမွန်နေပြန်ပါတယ်ဗျဆိုတော့ပွဲကြီးပွဲကောင်းတစ်ပွဲပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်ပြောချင်တာကဒီပွဲကလုံးဝလက်လွတ်မခံသင့်တဲ့ပွဲတစ်ပွဲပါဗျာဆိုတော့ဒိုင်ရိုက်လိုက်ကြည့်ကျင်တဲ့ညီကိုများလည်းကျွန်တော် channel ကို join ထားပေးပါဗျာဆိုတော့ Arsenal ကကျွန်တော်တို့နိုင်ပွဲဆက်နေလို့လူကြိုက်များပြီးတော့ကြီးကလည်းဒါ Arsenal ဘက်ကိုပြနေနိုင်ပါတယ်ဒါပေမဲ့ဒိုင်တွေကဒါ Chelsea ကိုလည်းဒါအိမ်ခွင်းမှာလုံးဝရှော့မတွက်ထားပါဘူးဗျာပြီးခဲ့တဲ့ Sunderland နဲ့ပွဲမှာ Arsenal ဒါတူးတူးနဲ့တရေကျခဲ့တာကိုကျွန်တော်ကြည့်မယ်ဆိုရင် Arsenal ခံစစ်ကလည်းဒါအမှားလုံးတက်တာကိုကျွန်တော်တို့တွေ့ရပါတယ် ျွန်တော်ရှယ်စီးတိုက်စစ်ကအဲ့ဒီအမားကိုပဲဒါကောင်းကောင်းအသုံးရနိုင်ပါတယ်ဗျဒီပွဲမှာဆိုတော့ကျွန်တော်သတိထားမိတာကเชลซีကဒါ Champion League ပွဲကို26ရက်နေ့မှာကစားခဲ့ပါတယ်ဆိုတော့ Arsenal ကတော့ Champion League ပွဲကို28ရက်နေ့မှာဒါ Bayern Munich နဲ့ဒါကစားခဲ့ပါတယ်ဗျเชลซีကအိမ်ဝင်းမှာပဲဒါဆက်ကစားမှာဖြစ်တယ်လို့ကျွန်တော်တို့ဒီ Arsenal ထက်ဒါ24နာရီဒါအဲဒါပိုအနိုင်ယူဝင်ရတာပါတယ်ဗျ ရီးမီးယားလိပွဲတွေမှာဆိုရင်ဒီပွဲချက်ကာလမှာကဒါတရက်ပိုနားရတာကဒါကစားသမားတွေရဲ့ကျွန်တော်တို့လမ်းစမ်းမှုဒါ fitness မှာဒါเชลซีကိုဒါအများကြီးဒါအသာစီးရစေနိုင်ပါတယ်ဆိုတော့အာဆင်နယ်ကစားသမားတွေဒါပွဲပန်းနေနိုင်ပါတယ်ဗျဆိုတော့ ဒါဒီအချက်လေးကလည်းဒါပွဲတပွဲအတွက်ဒါအရေးကြီးတယ်လို့ကျွန်တော်အနေနဲ့တော့ဒါယူဆမိပါတယ်ဆိုတော့အာဆင်နယ်ကစားသမားတွေပွဲပန်းလာပြီးတော့တိုက်စစ်အချိန်ကျသွားနိုင်ပါတယ်ချက်စီလူငယ်ကစားသမားတွေကလည်းဒါခုနောက်ဆုံးပွဲမှာဒါတိုက်စစ်အချိန်တော်တော်လေးကောင်းမွန်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျအာဆင်နယ်ကိုတော့ဒါကောင်းကောင်းဒုက္ခပေးမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့ဂျေးဒန်လေးကိုထပ်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုရင်လေအာဆင်နယ်ဝေးကွင်းကနေပြီးတော့လက်ရှိဒါ International ဂျေးဒန်တရေ90ရှုံးဂျေးအထိဒါအင်ရှင်ချက်စီအသင်းကိုဒါဂျေးကျော်ပေးထားပါတယ်ဗျ ျွန်တော်ဂျာပြတ်ပြောချင်တာကတော့ကျွန်တော်တို့ကျွန်တော်တို့ကဒါဂျေးတန်းကိုကြည်ပြီးတော့ဒါဘယ်အသင်းဂျေးအောင်မလဲနိုင်မလဲဆိုတာကိုသုံးသပ်ပေးခြင်းပဲဖြစ်ပါတယ်ဒါဂျေးအောင်နိုင်မှုရာဂိုင်တော့အများဆုံးဖြစ်မဲ့ဒါအသင်းကိုပဲကျွန်တော်သုံးသပ်တာခြင်းပဲဖြစ်ပါတယ်ဗျာ စီဖန်အာဆင်နယ်ဖန်တွေကိုကြားရ Respect ပေးပါတယ်ဆိုတော့ညီကိုတို့လည်းနားလည်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒီဂျေးတဲ့တရေ90ရှုံးကြီးရာတရေပြစ်တာတော့90ရှုံးဒါအိမ်ခွင်ကျွန်တော်တို့အချက်လက်တွေနဲ့ဒါရှယ်စီလူငယ်ကစားသမားတွေရဲ့လက်ရှိဒါယုံအားကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီပွဲမှာတော့ဒါအရှင်လူငယ်ကစားသမားတွေနဲ့ဖွဲ့စည်းတိစောက်ထားတဲ့ရှယ်စီအသင်းဘက်ကဒါဘော်ဒီဂျေးဒါကျွန်တော်ယုံကြည်ခြင်းပါတယ်ဆိုတော့အကြိုက်တူတဲ့ညီကိုတွေအတော့ပါဗျကျွန်တော်နေ့တိုင်းလဲဒါကျွန်တော်38လေးတွေနဲ့ဂျေးမြဲအောင်ကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ် follow လုပ်ထားပေးပါညီကိုတို့ဟောချေးပွင့်တဲ့ညီကိုတွေအတွက်ဒါအကျိုးမရောက်ပါဘူးဗျဆိုတော့တပွဲကောင်းတဲ့မောင်းကတ်တွေဒါ free ရယူရအတွက်လဲ Viber နဲ့ Telegram ကိုဆက်သွင်းနိုင်ပါတယ်အားလုံးပဲအနိုင်ရလက်တွေပိုင်းဆိုင်နိုင်ပါသလိုကျွန်တော်ကိုချေးစုတောင်းပေးလိုက်ပါတယ်ဗျ